အမေရိကန်ရဲ့တရားရုံးချုပ်ကနေဖက်ဒရယ်တရားသူကြီးတွေရဲ့အခွင့်အာဏာကိုရှော့ချလိုက်ပြီးနောက်အမေရိကန်နိုင်ငံမှာအာဏာရှင်စနစ်ခေါင်းထောင်လာပြီလားလို့မေကွန်ထောက်နေကြပါတယ်။အမေရိကန်တရားရုံးချုပ်ကနေဖက်ဒရယ်တရားသူကြီးတွေရဲ့တမရထုတ်ပြန်တဲ့အမိန့်အာဏာနဲ့ဥပဒေတွေကိုပိတ်ပင်တောင်းပြန်နိုင်တဲ့အခွင့်အာဏာကိုရှော့ချလိုက်ပါတယ်။အရင်ကတမရနဲ့အုပ်ချုပ်ရေးဘက်ကဥပဒေအသစ်တွေထုတ်ပြန်တဲ့အခါအဲ့ဒီဥပဒေကအခြေခံဥပဒေနဲ့မညီဘူးလို့ယူဆရင်ဒါမှမဟုတ် တရားမျှတမှုမရှိဘူးလို့ယူဆရင် ခရိုင်တရားသူကြီးတဦးစီကပယ်ဖျက်ခွင့်ရှိပါတယ်။အဲဒီလိုပယ်ဖျက်လိုက်တဲ့အခါတနိုင်ငံလုံးအတိုင်းအတာနဲ့အဲ့ဒီဥပဒေကသက်ရောက်မှုရှိမှာမဟုတ်တော့ပါဘူး။ဒါပေမဲ့လက်ရှိမှာတော့ဖက်ဒရယ်တရားသူကြီးတွေအနေနဲ့အုပ်ချုပ်ရေးဘက်ကထုတ်ပြန်လိုက်တဲ့အမိန့်နဲ့ဥပဒေတွေကိုမဲသုံးပုံနှစ်ပုံရမှာတာပယ်ဖျက်နိုင်တော့မှာဖြစ်ပါတယ်။အဲ့ဒီလိုပယ်ဖျက်တဲ့အခါမှာလေတနိုင်ငံလုံးအတိုင်းအတာနဲ့သက်ရောက်မှုရှိတော့မှာမဟုတ်ပဲသက်ဆိုင်ရာပြည်နယ်နဲ့ လူပုဂ္ဂိုလ်တွေအပေါ်မှာတက်ရောက်မှုရှိတော့မှာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးဒေါ်နယ်ထရန့်ကတော့သူ့အစိုးရအတွက်ကြီးမားတဲ့အောင်ပွဲတစ်ခုလို့ပြောပါတယ်။လူအခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့တွေကတော့ဒီလိုလှုပ်လိုက်တာဟာလူတဦးဒါမှမဟုတ်လူတစုစီမှာပဲအာနာရီစုပုံရောက်ရှိသွားနိုင်တာမို့အာနာရှင်စနစ်ကိုအသက်သွင်းပေးလိုက်တယ်လို့မျိုးဖြစ်နေတယ်လို့ဝေဖန်နေကြပါတယ်။လက်ရှိအုပ်ချုပ်ရေးပိုင်းနဲ့တရားသူကြီးတွေအကြောင်းသဘောထားမတူညီကြတဲ့အထက်မှာ နိုင်ငံသားဖြစ်ခွင့်ကိစ္စလည်းပါဝင်နေတာဖြစ်ပါတယ်။အရင်ကအမေရိကန်ရဲ့အခြေခံဥပဒေအရအမေရိကန်နိုင်ငံအတွင်းမွေးဖွားသူတိုင်းဟာနိုင်ငံသားဖြစ်ခွင့်ရှိပါတယ်။ဒါနဲ့ပတ်သက်ပြီးထရန့်ကအမေရိကန်နိုင်ငံမှာမွေးဖွားပေမယ့်မိဘတွေမှာတရားဝင်အထောက်အထားမရှိရင်နိုင်ငံသားဖြစ်ပိုင်ခွင့်ကိုပိတ်ပင်တဲ့ဥပဒေတစ်ခုကိုထုတ်ပြန်ထားပါတယ်။တရားရုံးချုပ်ကနေထရန့်ထုတ်ပြန်ထားတဲ့အဲ့ဒီဥပဒေကိုအခုထိတော့အတည်ပြုပေးတာမျိုးမရှိသေးပါဘူး။ထရန့်ရဲ့ဒုတိယသက်တမ်းအတွင်းမှာ ဥပဒေပေါင်းများစွာကိုပြင်ဆင်နေတာကို တွေ့ရပြီးသူပြောသလိုကြီးကြီးခံနာပြီးအတွေ့အကြုံနဲ့အမေရိကန်နိုင်ငံတော်ကြီးဖြစ်လာမလားအာနာရှင်နိုင်ငံအဖြစ်ဥတည်သွားမလားဆိုတာကတော့ဆက်လက်စောင့်ကြည့်သွားရမှာပဲဖြစ်ပါရဲ့ရှင်အခုလိုသတင်းတွေကိုပုံမှန်မျှဝေပေးနိုင်ဖို့ ਨੇ CJ Platform သတင်းဌာနရဲ့ရေရတင်နိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက် ျမတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။